မင်္ဂလာပါထောက်ထအောင်သူ blog မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ blog ကနေပြီးတော့သွားကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူဒ္ဓတွေအထူးကြီးကျမ်းမာရေးနဲ့ပတ်သက်တဲ့ဘုသူဒ္ဓတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘုသူဒ္ဓတွေကို sharing လုပ်ပေးနေရပါ ဒီနေ့ကတော့ကျွန်တော်ဒီရက်ပိုင်းပေါ့နော် ကျွန်တော်တို့စေခမ်းမှာ တွေ့ရတာများတယ်ခလေးတွေမှာဒီသလောဖြစ်တာများတယ်ပချိတ် ရောင်တဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့မျှဝေပေးပါမယ်ဒီပချိတ်ရောင်တယ်ဆိုတာတကယ်တော့ကျွန်တော်တို့ရဲ့ဒီ Dre gland ပေါ့နော် Dre gland မှာမှအကြီးဆုံး Dre gland ဖြစ်တယ် Parotid gland လို့ခေါ်တယ် Parotid gland ဆိုတာကျွန်တော်တို့ဒီနားရဲ့ကျွန်တော်တို့အရှိတ်အောက်မှာရှိတာပေါ့နော်သူတရိကံဖြောင်းမြန်ပုံစံလေးပေါ့မျက်နာကြည့်အဲအဲ့ဒီ gland ရောင်လန်းတာပေါ့ဒါကိုကျွန်တော်တို့က ပချိတ်ရောင်တယ်လို့ခေါ်တယ်အဲပချိတ်ရောင်တာမှာကျွန်တော်တို့ကအဓိကကဘာကြောင့်ဖြစ်တာလဲပေါ့ဘာကြောင့်ဖြစ်တာလဲဆိုတော့အဓိကကကျွန်တော်တို့က virus ကြောင့်အဓိကဖြစ်တာ man ဆိုတဲ့ virus ကြောင့်ဖြစ်တာပေါ့နော်အင်္ဂလိပ်လိုဆိုတော့ကျွန်တော်တို့ဒီပချိတ်ရောင်ခြင်းကိုလည်းကျွန်တော်တို့က man လို့ခေါ်တယ်ဒါမှမဟုတ်ကျွန်တော်တို့က prototype လို့လည်းခေါ်သေးတယ်ဒီနှစ်ခုကဟိုနည်းနည်းစင်တယ်ဒါပေမဲ့နည်းနည်းလေးမသိမသာကြွာချားချက်လေးတွေတော့နည်းနည်းရှိတယ် အဲ့တော့ကျွန်တော်ကဒီ virus ကြောက်တာဖြစ်တာပေါ့နော်ဒီကအဲ့တော့ကျွန်တော်တို့ဒီမှာဒီဟို three gland ပေါ့ three gland အကြောင်းလေးကျွန်တော်အကျဉ်းမြင်လေးအရင်ပြောပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ three gland မှာအဓိကကကျွန်တော်တို့ major နဲ့ minor ဆိုပြီးနှစ်မျိုးရှိတယ်အဲ့ major ဆိုတာဒါကတော့ three gland three eight ပေါ့နော်တကယ်ပြောရင် three gland အကြီးပေါ့အကြီးမှာကျွန်တော်တို့က၃ခုရှိတယ်၃ခုရှိတယ် ပထမတစ်ခုကကျွန်တော်တို့က parotid gland လို့ခေါ်တယ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့က submandibular gland နဲ့ sat lingual gland ဒါနာမည်တော့အကြမ်းမြင်းဒါဟိုပေါ့ knowledge အနေနဲ့သိထားရင်ရပြီပေါ့နော်ဟိုဒီသေးကကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြောပြမယ်ခင်ဗျနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က minor salivary gland ဆိုတာရှိတယ်ဒါကတော့ကျွန်တော် minor ကတော့ကျွန်တော်တိတိလေးတွေပေါ့ဒီ salivary gland တိတိလေးတွေအများကြီးကကျွန်တော်တို့ဒီပါဇက်ထဲမှာဒါရှိနေပြီးသားအဲ့တော့ကျွန်တော်တို့အခုကဒီပချိတ်ရောင်တဲ့ယောဂါဆိုတာက ဘယ် gland ရောင်တာလဲဆိုတော့ parotid gland လို့ခေါ်တဲ့တကယ်အကြီးဆုံး parotid gland major major salivary gland ရောင်ရမ်းတာကိုကျွန်တော်တို့ကဒီပချိတ်ရောင်တာလို့ခေါ်တယ်ပေါ့နော်ဒီတလောမှာဟိုခလေးတွေမှာတွေ့ရတာများတယ်ဒါဆေးခန်းကျွန်တော်ဟိုဆေးခန်းမှာဒီတလောခလေးတွေတော်တော်များများမှာဖြစ်တာတွေ့ရဘူးတယ်လွန်ခဲ့တဲ့ကျွန်တော်တို့အာစ 10နှစ်ဒါမှမဟုတ်10နှစ်ဝင်းကျင်လောက်က outbreak တစ်ခေါက်ဖြစ်ဘူးတယ် outbreak တစ်ခေါက်ဖြစ်ဘူးတယ်ပေါ့နော်ကျွန်တော်တို့လည်းကျွန်တော်ကျွန်တော်ကိုယ်တိုင်လည်းကူပါဘူးတယ်အဲ့ဒီအပချိတ်ရောင်တာအဲ့တော့ကဒါဖြစ်သွားတဲ့ပုံစံပေါ့နော်ကျွန်တော်ဒီကလေးလေးလူနာတယောက်ဒီမျက်နှာရောင်တာပေါ့ရောင်တယ်ဆိုတာ तू ကရောင်ရင်ထူးခြားချက်ကနှစ်ဖက်လုံးရောင်တာနှစ်ဖက်လုံးရောင်တာ तू က virus တောက်ဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ဒီဒီပါချိတ်ပေါ့တကယ်ပြောရရင်တော့ဒီကျွန်တော် protic gland နှစ်ဖက်လုံးရောင်တာအဲ့မှာကျွန်တော်တတိမထာမိပဲ ਨੇ ဒါထိမိွားတာပေါ့ကင်မိွားတာပေါ့နော်ကလေးကိုကင်မိွားတဲ့အချိန်မှာကိုကလည်းအမှုမဲ့အမှန်မဲ့နဲ့ကိုကျွန်တော်ကိုယ်တိုင်မှာအဲ့ဒီပချိတ်ရောင်တာဒါဖြစ်သွားဘူးတယ်ဒါလွန်ခဲ့တဲ့ဒါ၈နှစ်နဲ့၁၀နှစ်ဝင်းကျင်လောက်ပါပေါ့နော်ကျွန်တော်စေကန်းမှာလူနာကြည့်ရင်းနဲ့ကျွန်တော်ကိုယ်တိုင်လည်းကူးသွားဘူးတယ်ရှေ့မှာအဲဒါကတော့ကျွန်တော်တို့အဓိကဒီဒီကျွန်တော်တို့ပချိတ်ရောင်တဲ့ယောဂရဲ့အဓိကကြောက်ရတာကသူကထိတာနဲ့ကူးတတ်တယ်ဒါကိုသတိထားရမယ် အဓိကတော့ကျွန်တော်တို့က causes သူ့ရဲ့အကြောင်းရင်းကတော့ကျွန်တော်ခုနကပြောတယ် virus ကြောင့်ဖြစ်တာ man ဆိုတဲ့ virus ကြောင့်ဒါကျွန်တော်တို့ပချိတ်ရောင်တာဖြစ်တာအဲ့တော့သူ့ရဲ့လက္ခဏာတွေဘာတွေရှိမလဲဒါဒါသူ့ရဲ့လက္ခဏာတွေမှာကျွန်တော်တို့ကဖြားတာပါမယ်အဓိကတော့ကျွန်တော်တို့ကမျက်နှာရောင်ရမ်းတာမျက်နှာရောင်ရမ်းတာအဓိကပဲမျက်နှာရောင်ရမ်းတာပါမယ်မျက်နှာရောင်ရမ်းတာမှာနှစ်ဖက်လုံးရောင်ရမ်းမယ်အဲ့ကနေမှသူကဒီကျွန်တော်တို့ဒီဒီ parotid gland လို့ခေါ်တယ် ဒီ the drake land တစ်ခုကနေပြီးတော့ the drake land နောက်ထပ်တစ်ခုတစ်ခုစီကိုထပ်ပြီးကူးသွားလို့ရတယ်အဲ့တော့မျက်နှာရောင်ရမ်းလာနေပြီးတော့ဒီမျက်နှာဒီဘေးနှစ်ဖက်ရောင်ရမ်းလာနေဒီအောက်တွေပါရောင်ရမ်းလာတာမျိုးထိတွေ့ရတတ်တယ်နောက်ထပ်ထူးခြားတဲ့တစ်ခုကတော့အစာစားလီဝါလီပို့ပြီးတော့ရောင်လာလီပို့ပြီးတော့နာလာလီဒါသူ့ရဲ့ထူးခြားချက်ပဲပို့ပြီးနာလာမယ်ပို့ပြီးရောင်လာမယ်အဲ့ကမှပို့ပြီးဖျားလာမယ်ဒီတဘောပဲသူ့ရဲ့ထုံးစံက ဒါကတော့သူ့ရဲ့လက္ခဏာတွေသူ့ရဲ့လက္ခဏာတွေ complication ကတော့ကျွန်တော်တို့ဒီနောက်ဆက်သွဲအနေနဲ့ပေါ့နော်ဒါကတော့ဖြစ်တာရှားတယ်ဒါတော့ကျွန်တော်တို့စာအုပ်တွေထဲမှာဒါရေးထားတာတော့ကျွန်တော်တို့ယောက်ျားလေးမှာဆိုရင်သူကဘာဖြစ်တယ်လဲဆိုတော့ orchitic လို့ခေါ်တယ် orchitic ဆိုတာတကယ်ကျွန်တော်တို့ယောက်ျားလေးမှာဆိုရင်တော့ wavy ရောင်ရမ်းတယ်လို့ခေါ်တာပေါ့နော် main ကလေးမှာဆိုရင်တော့ ophoritic လို့ခေါ်တယ် main ကလေးမှာဆိုရင်တော့မျိုးဥအိမ်ရောင်ရမ်းတာမျိုးဖြစ်နိုင်တယ်ဒါကတော့ကျွန်တော်တို့ဒီ mass viral ကြောင့်ဖြစ်တာပေါ့နော်တကယ်ကတော့ဒါကတော့နောက်ဆက်သွဲလက္ခဏာမှာဒါ၄ပါတယ်ဒါပေမဲ့ဟိုဒီလောက်ထိဖြစ်တာမရှိပါဘူးအရင်ရှားတယ်ဖြစ်တာလည်းဟိုတခါမှမတွေ့ဘူးပေါ့နော်အဓိကကတော့ကျွန်တော်တို့ကဒီထက်ပို့ပို့ပြီးရောင်ရမ်းလာတယ်အဓိကအစားစားလို့မရဘူးဒီ complaint တော်တော်များများအဲကျွန်တော်စီခန်းဒီမှာလာပြရင်လည်းခလေးတွေတော်တော်များများဘလို့မှစားလို့မရဘူးခလေးတွေဆိုရင်ဟိုတချို့ဆိုရင်တော်တော်ဒုက္ခရောက်တယ်ဘာဖြစ်လို့လဲဆိုတော့ စားတိုင်းနာနေတာအော်နေရတာကလေးကအဲ့ဒီတဘောမျိုးပေါ့နော်ဒါသူ့ရဲ့ဒါလက္ခဏာတွေအဲ့တော့ကျွန်တော်တို့ကကုသမှုတွေဘယ်လိုပေးမလဲကုသမှုဘယ်လိုပေးမလဲကုသမှုအပိုင်းမှာဆိုရင်တော့သူက supportive care လို့ခေါ်တယ်ပထမဦးဆုံးကျွန်တော်တို့ primary treatment supportive care တကယ်ပြောရရင်တော့ကျွန်တော်တို့က virus ကြောက်ဖြစ်တာဟိုဒီက virus ရဲ့ထုံးစံကနှစ်ပတ်သူ့ရဲ့ဒီလက္ခဏာနှစ်ပတ်ပေါ့အကြမ်းင်းနှစ်ပတ်လောက်ဆိုရင် auto ပြီးတယ်ဒါပုံမှန်ပြီးပုံမှန်ပြန်ဖြစ်သွားမှာပဲဒါပေမဲ့သူက ဒီ virus ရဲ့ထုံးစံကသူ့ရဲ့ဒီအချိန်မြင့်တဲ့အချိန်ရှိတယ်ပြီလေပဲရှိတယ်ပြီးရင်ပြန်ဆင်းသွားတဲ့အချိန်ရှိတယ်ပြီလေပဲကအကြမ်းမြင့်9ရက်နဲ့9ရက်ကြာမှဒါပြီလေပဲကိုရောက်မယ်အဲ့လေပဲရောက်တဲ့အချိန်တော့တော်တော်ကြီးဆူဆူဝါဝါနာတာရောင်တာမျိုးဖြစ်တတ်တယ်ဒီတော့ကျွန်တော်တို့က support တကဲအနေနဲ့ပဲလုပ်ပေးလို့ရတယ်အဓိကတော့ဟိုဒီဟာကြီးကိုဟိုချက်ချင်းပျောက်အောင်ဘယ်လိုမှလုပ်ယူလို့မရဘူးသူ့လက္ခဏာသူ့ဒီပချိတ်ရောင်ပြီဆိုရင် အနေဆုံးနှစ်ပတ်ဒါမှမဟုတ်တစ်ပတ်ကျော်ပေါ့နော်တစ်ပတ်ခွဲလောက်ကြာပြီးရင်သူ့အတူအော်တိုပြန်ပြောက်တာအဒီကြားတဲ့ကျွန်တော်တို့ခုနစေးတိုက်တာလောက်တော့လုံးလို့ရတယ်ဒါပေမဲ့ချစ်ချင်းကြီးအယောင်ကြတာမျိုးမရှိဘူးဒါကတော့ကျွန်တော်တို့ supportive care အနေနဲ့ primary treatment ပေါ့နော်ဒါစောက်ကြည့်တဲ့အနေထားဒုတိယ treatment ကတော့ကုသတဲ့နီးမှာတော့ဒုတိယနီးကတော့ကျွန်တော်တို့က pain management အဲဒါအနာလေးတက်တာအောင်အဲကျွန်တော်တို့တစ်ခါလေး paracetamol ပေးတာမျိုးအဲတစ်ခါလေး ibuprofen ပေါ့နော်အကြိုက်ခဲပြောက်ဆေးတွေသုံးတာမျိုး လုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့က pain management နောက်တစ်ခုကနံပါတ်3 treatment ကတော့ smoothing တကယ်ပြောရရင်တော့ဒါဟို smoothing ဆွဲလင်းပေါ့ဒီကျွန်တော်ရောင်ရမ်းတာကိုတက်တာအောင်တော့စီစဉ်လို့ရတယ်တက်တာအောင်ဆိုတာရောင်ရမ်းတာပျောက်သွားတော့မဟုတ်ဘူးရောင်ရမ်းတာရော့အောင်စီစဉ်လို့ရတယ်ဘယ်လိုစီစဉ်လို့ရလဲဆိုတော့ကျွန်တော်တို့ရင်နွေးအိတ်လေးကပ်ပေးတာတို့အဲဒါမျိုးလေးတွေလုပ်လို့ရတယ်နောက်တစ်ခုကတော့ diet အစားအသောက်တကယ်ပြောရရင်တော့သူကအစားကသူက ြပြော့စားလီပိုကောင်းလီပဲမဝါရလီပိုကောင်းလီပဲဘာဖြစ်လို့လဲဆိုတော့သူကဒီကျွန်တော်တို့ဒီ the break land ရောင်ရမ်းနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစားမယ်ဆိုရင်ခုနပို့ပြီးတော့ dray ကပို့ထွက်လာမယ်ရောင်ရမ်းနေတာဖြစ်တဲ့အတွက်ဒီထွက်တဲ့ dray ပို့များလီပို့ပြီးတော့ရောင်လာလီဒီတဘောပဲအဲ့တော့အကောင်းဆုံးကခောက်ဆွဲပြုတ်ကြာဆန်ပြုတ်မမွားရလီကောင်းလီပဲဘောနော်ဒါကျွန်တော်တို့ကဖြစ်ခဲ့တော့ဆိုရင်ကျွန်တော်တို့ကဆိုရင် ကစုံရွက်သွားဝါတာကစုံရွက်တော့ဝါလို့မရဘူးတကယ်ပြောရင်ကစုံရွက်ကိုသွားဝါတာဝါတာနဲ့တဖြည်းဖြည်းရောင်ရမ်းလာပြီးပို့ပြီးတော့သိုးသွားတယ်ဒီတဘောပဲအဲ့တော့အကောင်းဆုံးကခောက်ဆွဲပြုတ်ကြာဆန်ပြုတ်အန်တာမျိုးလေးတွေကျွန်တော်နွနွပြပြပေါ့လုံးဝပြပြအစားမျိုးတွေစားတာပို့ကောင်းတယ်ဝါလိုက်တာနဲ့သူကပို့ပြီးတော့ကျွန်တော်နာလာတာမျိုး ရှိတတ်တယ်အဲ့နံပါတ်၄နံပါတ်၄3မတ်အနေနဲ့ကတော့ဒါရက်ပေါ့ဒါရက် ဒိုင်းရက်ကကျွန်တော်အဓိကခုနစားတာပေါ့နော်အဲ့ဒါခုနပြောပြီးသွားပြီနံပါတ်5ချက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့ hydration ရေများများတောက်ပေးရမယ်ရေများများတောက်ခြင်းအားဖြင့်ကျွန်တော်တို့ဒီ temperature ပိုကြတယ်ရေများများတောက်ရင်ကျွန်တော်တို့ကတကယ်ပြောရရင်နော်ဟိုစီးများများသွားတယ်ပေါ့စီးများများသွားရင်ကျွန်တော်တို့ဒီကိုကျွန်တော် fever ပေါ့ဒီဖြားတာတက်တာတာပုံမြန်စီမယ်အဲ့တော့ကျွန်တော်တို့ရောင်ရမ်းတာကိုပို့ပြီးတော့ကြာသွားစေနိုင်တယ်နောက်တစ်ခုကတော့နံပါတ်6အနေနဲ့ကတော့ ကျွန်တော်တို့က isolation လို့ခေါ်တယ်တကယ်ပြောရရင်တော့ isolation ကကျွန်တော်တို့အရင် covid နေတော့လည်းဒါ isolate isolate လို့ပြောတယ်တကယ်ပြောရရင်ဒီဟာ virus ကြောင့်ဖြစ်တာဆိုတော့ကျွန်တော်တို့က spread of virus ပေါ့ဥပမာမိသားစုဝင်တယောက်မှဖြစ်ရင် family member နောက်ထပ်မိသားစုဝင်ကို ထပ်ပြီးတော့ကူးနိုင်တယ်အဲ့ဒီတဘာဝရှိတယ်ဒါကျွန်တော်ကိုယ်တိုင်တော့ဖြစ်တော့ပါဘောเนาะကျွန်တော်ရဲ့ဒီညမကိုသွားကူးတာမျိုး ရှိတယ်ဒါကတော့ကျွန်တော်တို့ကကူးနိုင်တဲ့ source တွေကဘာတွေရှိလဲကျွန်တော်ဒီ ရေတောက်တဲ့ခွက်တွေဥပမာရေတောက်တဲ့ခွက်တွေအဲတောက်ယူကျွန်တော်တောက်ဟိုပုံမဲ့ဆိုကျွန်တော်တို့ဒီအိမ်ဒီမှာဆိုရင်ဒါဟိုကျွန်တော်ရေခွက်တွေကို sharing လုပ်သုံးကြတာများတယ်ကိုခွက်နဲ့ကိုမထားကြဘူးပေါ့နော်အဲ့တော့အဲ့ဥပမာကျွန်တော်တောက်လိုက်တယ်ဆိုရင်နောက်တစ်ယောက်ထပ်တောက်ရင်နောက်ထပ်ကျွန်တော်တို့မိသားစုဝင်တွေကတစ်ယောက်ကိုကူးသွားနိုင်တယ်ဒါပေမဲ့ကူးတဲ့လူတိုင်းဖြစ်ချင်မှလည်းဖြစ်တာဟိုသူ့ရဲ့ဘာနဲ့တော့ဆိုင်တယ်ဆိုတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်နဲ့တော့ဆိုင်တယ်ပေါ့နော်ကိုခံအားစနစ်ကျသွားရင်ဒါ ဖြစ်သွားနိုင်နေပေါ့ဒီတဘောပဲအဲ့တော့ကျွန်တော်တို့ကအဓိကဒီဟိုမိသားစုဝင်တွေက family member တွေကဖြစ်သွားပြီဆိုရင်သူ့ကိုတေချာလေးဟိုကျွန်တော်တို့ isolate လုပ်ထားရမယ် isolate လုပ်တယ်ဆိုတော့ကျွန်တော်ခွက်တရားအစားရေခွက်တရားအစားတီးတက်သူတယောက်တည်းသုံးမယ်အဲပြီးတော့ကျွန်တော်တို့ဟိုဖူးဆောင်တို့ကျွန်တော်မျက်နှာတုပ်ပွားတို့ဓာတ်တွေအကုန်လုံးကို sharing မလုပ်ပဲနဲ့ကိုယ့်အကူသုံးမယ်ဒါမျိုးလေးတွေတတိထားရမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ zone နေသမင်းစားပကံနေအဲဒါမျိုးတွေအားအစားကျွန်တော်တို့က သတိထားပြီး isolate တေချာလောက်ထားရမယ်တေချာလေးသူ့ကိုဟိုတက်တက်မက်မက်တေချာထားပေးရင်ဒါကျွန်တော် family member မိသားစုဝင်တွေကိုဒါမကူးနိုင်ဘူးပေါ့เนาะဒါကတော့သူ့ရဲ့ကုသမှုအပိုင်းပေါ့ဒါဒီတော့ကျွန်တော်တို့ကဘလို့ကာကွယ်ထားရမလဲပေါ့ဘလို့ကာကွယ်ထားရမလဲဆိုတော့ကျွန်တော်ငငယ်တော့ကကာကွယ်ဆေးတွေထိုးတဲ့အထက်မှာဒီကျွန်တော်ပချိတ်ရောင်တဲ့ဥစ္စာပါပါတယ်တကယ်ပြောရင် MMR vaccination လို့ခေါ်တာပေါ့เนาะ MMR ဆိုတာကျွန်တော်တို့ကမိဆဲမိဆဲဆိုတာကျွန်တော်တို့က ဝတ်သက်ပေါ့ဝတ်သက်ပေါ့နော်မိဆဲဆိုတာဝတ်သက်ပြီးတော့နောက်တစ်ခုက mans ပဋိထယောင်တာနောက်တစ်ခုက rubella rubella ဆိုတာလည်းဒါဝတ်သက်အမျိုးအစားပဲဒီတဘောပဲပေါ့နော် mmr vaccination ဒါထိုးထားရင်ရတယ်သူကတစ်နှစ်တစ်နှစ်ခွဲမှာ first time စထိုးတယ်ပြီးရင်၄နှစ်နဲ့၆နှစ်ကြာမှာ second time ထပ်ထိုးတယ်ပေါ့နော်ဒါပေမဲ့ဒီထိုးကျွန်တော်တို့လည်းဒါငငယ်တော့ထိုးထားခဲ့ရတာပဲထိုးထားတော့ညာလေဒါပြန်ဟိုဘဖြစ်သက်တယ်ဖြစ်သက်သေးတယ်ပေါ့နော်ဒါပေမဲ့ အားသာချက်ကတစ်ခေါက်ဖြစ်ပြီးရင်တော့နောက်တစ်ခေါက်မဖြစ်နိုင်တော့ဘူးဒီတဘောတော့ရှိတယ်သူ virus ကထုံးစံကသူဖြစ်ပြီးရင်ဒီတစ်ခေါက်ကျွန်တော်တို့ဖြစ်ထားပြီးရင်နောက်တစ်ခေါက်တော့ပြန်မဖြစ်နိုင်တော့ဘူးအာဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီ virus ဝင်ပြီးရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုခံအားစနစ်ကဒီ virus ကိုကိုပေါ့ဒီ virus ကိုကျွန်တော်တို့ကမလုပ်ထားလဲဆိုတော့ဒီ memorize လုပ်ထားပြီးတာမှတ်ထားပြီးတာနောင်ထပ်ဝင်လာရင်သူကကျွန်တော်တို့ခန္ဓာကိုယ်က ်တခါတည်း defense system ကနေပြီးတော့တခါတည်းတိုက်ထုတ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ကကာွယ်နီးပေါ့နော်ကာွယ်ဆေးထိုးထားကြတာပေါ့ကာွယ်နီးမှာတော့နောက်ထပ်ကာွယ်ကတော့ other prevention ပေါ့နော်အခြားကာွယ်တဲ့နီးလန်းတွေပေါ့ဒါကတော့ကျွန်တော်တို့ကဖြစ်လာပြီးဆိုရင်ဒါကာွယ်တဲ့နီးလန်းဖြစ်ဘေးရလို့ဥမာ family member တယောက်ယောက်ဖြစ်လာပြီးဆိုရင်ဒီတခြား family member တွေကိုမကူးအောင်ဒါပါလုံလို့ရလေပေါ့အာဒါဖြစ်တဲ့လူကိုယ်တိုင်လေဒါကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီ ထိတွေ့ပြီးပြီးတိုင်းအမြဲတမ်းလက်သေးချာတန်းအောင်စေးတာလက်ခဏခဏစေးပေးရတာပေါ့တကယ်ကတော့လက်စေးစေးပေးရမယ်လက်စေးပေးရင်ဒါကျွန်တော်လက်နဲ့ထိတာပဲဖြစ်တိုးထိတာပဲဖြစ်ဖြစ်ဒါကူးဆက်တာအများကြီးကျော်ကြသွားနိုင်တယ်အဲနောက်တစ်ခုကကျွန်တော်တို့ကခုနပြောတဲ့ isolation လောက်တာပါတယ်ဟို family member ထဲမှာ ဖြစ်ပြီးဆိုရင်ဒါကျွန်တော်တို့သူ့ကိုတီးချတေချာတေချာတီးတဲ့သူ့ကိုတေချာလုပ်ပေးရမယ်ဥပမာပကံအစား ဇွန်ကအစရီခွက်အစတေချာလေးသူ့ကိုတီးတန့်နေတေချာလုတ်ပေးလိုက်ရင်တခြား other family member ကိုမကူးနိုင်ဘူးနောက်တစ်ခုကချောင်းဆိုးရင်ကျွန်တော်တို့အမြဲတမ်းအဝတ်နဲ့အုပ်ဆိုးတဲ့အကျင့်လေးလုတ်ပေးလို့ရတယ်ဒီချောင်းဆိုးတာကလည်းကျွန်တော်တို့ဒီ virus ပြန့်တာကိုဒါပို့ပြီးတော့အားပေးတဲ့သဘောပေါ့နော်ကျွန်တော်ဒီချောင်းဆိုးလိုက်ရင်ဒီ airborne ဒီလေထဲကနေပြီးတော့ကျွန်တော် virus တွေကပပသွားတာ ਉਹ အဲဒီသဘောပဲအဲ့တော့ဒီဘေးကရှူလိုက်တဲ့လူကလည်းကျွန်တော်ဒီ virus ကူးသွားနိုင်တယ်အဲဒီတဘောပဲဒါတော့ချောင်းဆိုးရင်ကျွန်တော်တို့ကဒီအုပ်ပြီးဆိုးပြီးတာမျိုး လုပ်ရမယ်နောက်တစ်ခုကကျွန်တော်တို့ဟို ပစီးတွေ sharing လုပ်မသုံးရဘူးပေါ့အဓိကတော့မျက်နှာတုပ်ပွားတို့အဲကျွန်တော်ရေခွက်တို့ဒါလေးတွေ sharing လုပ်ပြီးတော့မသုံးရဘူးဒါကတော့ကျွန်တော်တို့ဒီ family member ထဲမှာဖြစ်နေပြီဆိုရင်တခြား family member ကိုမကူးအောင်လုပ်လို့ရတယ်နီလန်ပြီးတော့ကျွန်တော်တို့ဒီထိတဲ့ subject အတိုင်း object အတိုင်းကိုမလုပ်ရမလဲဆိုတော့ ကျွန်တော် disinfectant လို့ခေါ်တယ်ကျွန်တော်တကယ်ပြောတော့အရက်ပြန်မို့ဘောနော်အရက်ပြန်နဲ့ကျွန်တော်ဒီ surface တွေကိုထိတဲ့ surface တွေကိုပြန်ပြီးတုတ်တုတ်ပြီးတန်ရှင်းလုပ်ပေးတာမျိုးလုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ကဖြစ်ပြီးသား family member တွေမှာဖြစ်ပြီးသားလူရှိရင်တခြား family member ကိုမကူးအောင်ဒါလုပ်လို့ရတယ်ကာကွယ်တယ်နီလန်းလေးတွေပေါ့နော်အဲ့တော့အခုဗီဒီယိုလေးကနေပြီးတော့ဘူသူဒါတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဘူသူဒါတွေရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးပါအောင်ခင်ဗျာတခြား ။သွားကျမ်းမာရင်လည်းပတ်သက်လို့ပဲဖြစ်ဖြစ်အထွေထွေကျမ်းမာရင်လည်းပတ်သက်လို့ပဲဖြစ်ဖြစ်သိချင်တဲ့အကြောင်းအရာလေးရှိရင်လည်းအခုဗီဒီယိုလေးရဲ့အောက်မှာ comment လေးမှာရေးပေးခဲ့လို့ရတယ်မေးထားလို့ရပါတယ်။အဲ့ဒီအကြောင်းအရာလေးတွေကိုလည်းနောက်ထပ်ဗီဒီယိုတွေကြာရင်ကျွန်တော်နောက်ပြီး sharing ထပ်လုပ်ပေးပါအောင်ပဲခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေခင်ဗျာ။ thank you